မင်္ဂလာပါဒီနေ့ဦးနိုင်တို့ special ရထားသွားစီမယ်ဘယ်လို့လဲချင်းမိုင်ချင်းမိုင်ကို၉မှာဖြစ်ပါတယ်အဲ့တော့ချင်းမိုင်အလှပါလေးလိုက်ပြီးတော့ရှူစားပေးပါဦးခင်ဗျာရောက်တာကလည်းမြန်လိုက်တာကားအောင်အကြာကြီးအောင်မစီးရလိုက်ရအောင်ဘန်ဆူးစတေရှင်ဦးနိုင်တို့တဲတယ်ဟို CN Palace နဲ့ဒီဟာလေးနေရာလေးဘယ်နှမိနစ်လဲဟုတ်လား9မိနစ်ပဲစီးလိုက်ရတယ်ရောက်လာပြီ အနောက်ကဘန်ဆူးစတေရှင်ဖြစ်ပါတယ်။ကဲသွားလိုက်အောင်မယ်။ကိုစီးရမယ်ရထားသွားရှာလိုက်အောင်။ဒိတ်ကတာဝင်ရမှာဟုတ်လား။ တိုင်းတို့အခု Chrome Tab Ample Word အာ Bansu Station မှာပါယထာမထွက်သေးလို့စောင့်နေတာပေါ့နော်အဲ့တော့အဲယထာလက်မှတ်ကိုစဝယ်တာဘယ်သူဝယ်လဲဆိုလို့ရှိရင်တော့နည်းနည်း app က application ဝယ်တာဖြစ်ပါတယ် D ticket နော်အဲ code form မှာ D ticket ဆိုတော့ download အဲ့ဒါဆိုလို့ရှိရင်အဲ့အနေဝယ်လို့ရပြီဝယ်တဲ့ခါမှာဈေးနှုန်းလေးရတော့နည်းတော့ဒါက1000ကျော်ကျတယ်ပေါ့နော်1000ကျော်ကျနိုင်မယ်ပြီးလို့ရှိရင်အဲတပတ်၁၀ရက်လောက်ကြိုးဝယ်ရတယ်နော်ဟုတ်တယ်တပတ်၁၀ကြိုးဝယ်ရဟိုပါလေယထာနံပါတ်9နဲ့13ကညရဲ့ယထာ နောက်နှစ်စီးကကြတော့ဟိုကနေရထားပေါ့နော်အဘရောဒါကကြတော့ရရထားလိုက်ဖြစ်တဲ့အိတ်စင်တွေပါလို့ရိုးရိုးတန်းတန်းထိုင်ပုံဆိုတော့လည်းဈေးသက်သာတယ်တရာကျော်လေးနဲ့လည်းရတာရှိတယ်ဒါပေမဲ့ဒီ link နဲ့ပဲဝင်ကြည့်လိုက်ရင်တော့ဟိုဒီတေးအကုန်သိရတာပေါ့နော်ဈေးပေါ်တာလေးလည်းရှိတယ်လို့ပြောတာအဲ့ဒီဟိုဟာပဲချင်းမှန်ချင်းမှန်ပဲဒါပေမဲ့များသောအားဖြင့်ရေးထားတာကတို့က number 9ကိုအကောင်းဆုံးအကောင်းဆုံးပေါ့နော်ဒီ special ချင်းမှန်ကိုညာပိုင်းထွက်တဲ့ရထားရဲမှာ number 9နဲ့ number 13ဆိုပြီးတော့နှစ်စီးရှိတယ်အဲ့မှာ နံပါတ်9ကိုကြိုက်ကြတယ်ပေါ့နံပါတ်9ကြိုက်တော့နံပါတ်9နဲ့အခုနိုင်တို့ဆမ်းပြီးသွားကြည့်မယ်အရင်တော့သွားဘူးတာကကြတော့ကားနဲ့သွားဘူးတယ်အခုဒီတစ်ခေါက်ကတော့ရထားလေးနဲ့ဆမ်းပြီးသွားမှာဖြစ်ပါတယ်နော်ဟိုဟာလေးကိုတိုင်းုံမှာလည်းဝယ်လို့ရတယ်ဟိုဟာလမ်းဖုံးမှာလည်းဝယ်လို့ရတယ်ဘန်ဆူမှာလည်းဝယ်ဝယ်လို့ရတယ်တော့ဒီတင်လေးကလည်းဝယ်လို့ရတယ်။ခုနကတည်းကဒီအခုတဲတယ် CM Palace ကနေပြီးတော့ဒီလိုလာတာ9မိနစ်ပဲ9မိနစ်ပဲစီရတော့အဲတက္ကစီဘုတ်ငှားလိုက်တာလေ90ပဲအဲ90 shit not bad အဲ့လောက်ပဲပေးရတယ်အဲ့တော့ XL မှလောက်ပါနောက်မှ XL မို့ဦးနိုင်တော်က50လောက်ပဲအဲလူ၄ယောက်8လုံးဆိုတော့တော့တွားလေရလေလာလေရမှာအစားတော့ကအဝတ်ထည်တွေကကြောက်ကမန်းလေးလေးထည့်တာဖြစ်တဲ့ကြောင့်ပေါ့နော်အဲ့ဒါကြောင့်မဖြစ်တယ်နောက်ဒီလန်ကီတွေအားလုံးစီစဉ်လဲစီစဉ်သူမအေးဝဲမဟုတ်တော့စီစဉ်သူမဟေဒီစီစဉ်တာဖြစ်ပါတယ်အဲစိတ်ရှိလက်ရှိသူပဲစီစဉ်ပြီးတော့သူပဲလက်မှတ်တွေအားလုံးကနော်သူဝယ်တာဖြစ်ပါတယ်အဲ့တော့ကိုကတော့ဒီယထားနဲ့ကလည်းညာရီကတကားမှလည်းမသွားဘူး။ဒါပြီးတော့ခက်စားနေတာပေါ့နော်။ညာရီကတော့ညာရီကတော့သွားဖို့ စီစဉ်လိုက်တာအတွေ့အကြုံတွေလည်းရတာပေါ့နော်နောက်ပိုင်းတငယ်ချင်းတွေလာရင်လည်းညွှန်ပေးလို့ရတယ်အဲဒါကြောင့်တကယ်လို့ခုနကတော့အုပ်က the first experience ဆိုမသိလို့ဒါတကယ်လို့လာမဲ့သူတွေက bus route station လာရင် number 5 gate 5မှာကားကိုရက်ခိုင်းဟုတ်တယ်နှစ်တော့လမ်းလျှောက်လိုက်တာအဝေးပဲ gate 1ဆိုတော့အိုးလျှောက်လိုက်ရတာအဲ gate 1မှာချပြီးတော့တဲပြီးဆရာပဲလေအဲ့တော့ gate 5ကိုထပြီးပြီးလို့ရှိရင်ခုနကတော့ x-ray ဖြတ်ပြီးတော့မလားဝင်လာလိုက် gate 5နဲ့ gate 7ဆိုတော့အများကြီးလျှောက်ဆရာမလို့လေဒါအုပ်က gate 7မှာထိုင်နေခြင်းဖြစ်ပါတယ်သူတို့ဟွာလောက်စောက်ထားမလို့ ောက် check in ရကြတော့ဟိုကထွက်မဲ့အချိန်ရဲ့နိုင်ဝက်ဆိုပြီးတော့ check in လုပ်ပေးတယ်ဟိုကကောင်တာဖွင့်ပေးတယ်အဲတော့နိုင်ဝက်ဆော်လာရအခုထွက်မှာ၈နိုင်လေးဆိုတော့၈နိုင်20လောက်ဆိုတော့ဟိုက check in လုပ်ပေးမယ်လို့ပြောတယ်လေအင်းအဲ့တော့နီးကမှလာလို့လည်းရတာပေါ့နော်အဲ့ဒါပေမဲ့အစောဆုံးကတော့ထုံးစံမှာ55မိနစ်ဆော်လာရင်တော့အကောင်းဆုံးပေါ့လေနော်ကိတ်ဖွင့်ပြီဆိုတော့ဥနိုင်တို့ဝယ်ထားတဲ့လက်မှတ်ကိုဖုန်းထဲရပဲစကန်ဖတ်လိုက်တယ်ဖတ်ပြီးတော့မှဖြတ်ဝင်လာတယ်ဖြတ်ဝင်လာပြီးတော့မှသူကဓာတ်လေကားစီးရတယ်ဓာတ်လေကားစီးပြီးတော့အပေါ်တက်ကိုတက်ရမှာဖြစ်ပါတယ်

5 6 7အဲ့ဒီတော့ဒီအောက်မှာ8တွေချတယ်ဒီလိုမျိုး8တွေချက်ပြီးအောက်5 6ဒါ6 7 8ဒီလိုမျိုးဒီအောက်မှာချတယ်အင်းအဲပြောလားပြောတယ်လောက်ပြောလဲအများကြီးပြောတယ်လေပစ္စည်းတွေထည့်လိုက်ပြီလားပစ္စည်းတွေထည့်လိုက်မှထည့်လိုက်အောက်ပစ္စည်းတွေလေအောက်မှာထည့်လိုက်ပြီလားရထားရဲတွေကိုဝင်လိုက်တာနဲ့ပထမအဦးဆုံးအဲကိုရဲ့အေးစိတ်နေတဲ့အရာတာကိုခံစားရတယ် ပြီးလို့ရှိရင်ကိုကအပေါ်ပါခဏနာသွားတတ်တဲ့သူဖြစ်တဲ့ကြောင့်မို့အဲအင်သားတွေသွားကြည့်တယ်အင်သားတွေကလည်းအနန္တန်ကင်းပြီးတော့လောကတန်ရှင်းတယ်နောက်ဘေးစင်တွေတော့မနက်ပိုင်းစောစောထားပြီးမျက်နှာတည့်ရမှာဖြစ်တဲ့ကြောင့်မို့ဘေးစင်တွေတန်ရှင်းတာကိုလည်းတွေ့ရတယ်နောက်ဒီအတွဲတွေရဲ့အဲနှစ်တွဲသုံးတွဲကြောင့်မှလည်းစားတောက်ဆန်ရှိတယ်သူ့အချိန်နဲ့သူအစားတောက်တွေကိုမင်းနူးနဲ့လာပြရတယ်ကိုကျိတ်တာရွေးပြီးစားလို့ရတယ်မစားခြင်းလို့ဆိုင်မှာသွားထိုင်စားလို့လည်းရတယ်ဒါမှမဟုတ်ကိုကမိမိတည်လာတဲ့အိမ်ကနေယူလာတဲ့အစားတောက်တွေကိုလည်းအေးစေးထိုင်ပြီးတော့စားတောက်လို့ရမှာဖြစ်ပါတယ်စားကြပါနော် တော့အေးချိန်တယ်သူတော့နာလက်ပြားတွေအေးဆက်ဒီဆောင်လေးပဲတောင်းအောင်ဘာမှမရှိပဲထုတ်ဖို့ဆိုတော့ချင်းမိုင်သွားမယ်သူဒီရထားလေးကိုယူဖို့တော့ပရမသောအဆင့်နေတယ်တော့โอเคเลยยามาเนี่ยก็ดีมาสิอ่ากริบนะนะเอ็นน่ะเอ็นน่ะกริกริตัวอันนี้นะตะกุชิละตะกุโดดเออโอเคโอเคยถาสะถั่วไปครับเนี่ยยถาก็ลงว่าไรท์ไทม์เลย အချိန်တော့အတိအကျရောက်လာဖို့လိုတယ်ယထာနောက်ကြလို့တော့ no return no refund တော့အစားတောက်တွေကိုတော့မီနူးလေးကင်ပြီးတော့တို့လာရောက်ပြီစားတောက်တွေရဲ့ဈေးနှုန်းကတော့အပြင်နဲ့ဆန်တော့ဈေးများတယ်နိုင်တော့အရသာလေးတိအောင်ဆိုတော့တပွဲတော့မှားလိုက်ပါတယ် ရထားကဒွန်မောင်းလေစေးမှလည်းရက်တဲ့အတွက်ကြောင့်မို့ဒွန်မောင်းလေစေးကတက်မဲ့ခီးတယ်ယူလည်းအဆင်ပြေစေမှဖြစ်ပါတယ်။ဒါကတော့ဥနိုင်စစောပြောပြတဲ့စားတောက်ဆိုင်လေးပါထိုင်စားလို့လည်းရတယ်။တကယ်လို့ကိုကမိမိကအစားတောက်မပါလာဘူးဆိုလို့ရှိရင်လည်းဒီဆိုင်လေးရှိတဲ့အတွက်ကြောင့်မို့အဆင်ပြေစေမှဖြစ်ပါတယ်။ ။ဦးနိုင်တို့ကတော့ပါလာတဲ့အစားအသောက်တွေထုတ်ပြီးတော့ဒင်နာလေးစားစားမယ်။စားပြီးတော့အဲတိတ်မကြခင်မှာပဲယထာတရွဲတရွဲမှာတာဝန်ရှိတဲ့ပုံကိုယ်တွေပါတယ်ပေါ့နော်။တို့ကဦးနိုင်တို့ဦးထိုင်နေတဲ့ခုံတွေတခါတည်းအိယာလေးတွေဖြစ်ပြင်ဆင်ပေးမှဖြစ်ပါတယ်။ ခုဆိုရင်တော့ယထာတတွဲလုံးကိုစီကိုစီအိပ်ဖို့ပြင်နေကြပါပြီယထာကမနက်9နာရီဆိုလို့ရှိရင် right time ချင်းမိုင်ကိုရောက်ပြီအဲ့တော့ဦးနန်းတို့ဖွယ်က9နာရီကြော်ကြော်လေးကထားပြီးတော့မျက်နှာတင်ကြတယ်ပြီးတော့အပေါပါသွားတယ်စောင့်စရာမလိုအောင်ပေါ့နော်။နောက်ယထာဝန်ထမ်းကလည်းအဲမနက်6နာရီဆိုရင်အားလုံးမထမနေထားရတယ်။ဒီအိတ်စင်တွေကိုညနေတော့ကိုသူကပြင်ဆင်ရမှာဖြစ်ပါတယ်။ယထာဝန်ထမ်းရဲ့ကျွမ်းကျင်မှုကတော့အေးရခင်းတာကိုအေးရသေးနေတာကိုအရင်ကမြင်ပါတယ်။ အခုဆိုလို့ရှိရင်ဦးနိုင်တို့အဖွဲ့ရင်ချင်းမိုင်ဘူရာကိုရောက်ပါပြီခင်ဗျာအဲ့တော့ချင်းမိုင်ကိုရောက်ပြီဆိုတာနဲ့ဦးနိုင်တို့ကားအနေနဲ့ရတော့ဘုတ်ဒါမို့ရင် grab ကိုအသုံးတယ်ဦးနိုင်တို့ကဒီမှာဘုတ်ပဲငှားရဲပေါ့နော်ငှားပြီးတဲ့အခါမှာတော့အဲကိုတဲမဲ့ဟိုတယ်ကိုတန်းသွားလိုက်တယ်သူကများသောအားဖြင့်ကတော့တနေကုန်သုံးမယ်ဆိုလို့ရှိရင်အဲကားရဲ့စီရဲ့ driver ရဲ့အပါကိုဘတ်ထောက်ရပါပေါ့သူကတော့ ဘတ်တထောင်လောက်ပြောရဲပေါ့နော်အမှန်တော့ဘတ်ထောင်ဟာလည်းရရှိမှဖြစ်ပါတယ်။နန်တော်ကတော့အဲ့ဒီတနေ့ကိုမကားပဲနဲ့ဟိုတယ်ကိုအရင်ဝင်လိုက်တယ်ချက်ကင်ဝင်လိုက်တယ်ပြီးတော့မှပဲကိုသွားခြင်းတဲ့နေရာလေးတွေကိုဘုတ်နဲ့တစ်ဆင့်တစ်ဆင့်ကားပြီးသွားတာဖြစ်ပါတယ်။ဒါကတော့ဦးနန်တို့တဲမဲ့စကူချိုင်း place hotel ဖြစ်ပါတယ်။ချက်ကင်ဝင်ပြီးတာနဲ့ပထမဆုံးသွားတဲ့နေရာကတော့တပ်ဖက် gate ဖြစ်ပါတယ်ဒီတပ်ဖက် gate ကတော့ အဲချစ်ပိုင်ရောလာရတဲ့လူတွေတော်တော်များများသွားတဲ့နေရာလေးပဲဖြစ်ပါတယ်။အုံရိုးတခုပဲရှိတာပါပဲရှိတာကတော့လေ။နောက်တစ်ခုကတော့ဒီခိုးတွေပေါ့အဲ့ခိုးတွေနဲ့အစာကျွေးမယ်ပြလို့ရှင်အဲ့ဓာတ်ပုံရိုက်ပေးလို့သူကခိုးတွေဝုန်းဆိုတော့အ6လိုက်တာပေါ့6လိုက်ခိုးတွေကထပြန်သွား။ထပြန်သွားလို့ရှင်အဲ့ဒါကိုသူကဓာတ်ပုံရောဗီဒီယိုရိုက်ပြီးဖတ်တန်းတင်ကြတယ်။ဒါကတော့တပယ်ဂိတ်ရဲ့တမိုင်းကြောင်းလေးပဲဖြစ်ပါတယ်။ က်လက်ပြီးတော့ web protect dragon ကိုသွားခဲ့တယ်ဒီဖျားကဇပယ်ပန်းဖျားဆိုပြီးတော့လည်းနာမည်ကြီးတယ်ချင်းမှန်ရောလာတဲ့လူတွေတော်တော်များများလည်းဖျားဘူးလာကြတယ်အဲဇပယ်ပန်းဖျားကိုကတ်ဖို့တော့ကိုဇပယ်ပန်းဝယ်ကျင်တယ်ဆိုလို့ရှိရင်တော့အဲ့လိုတောင်ချီကနေဝယ်ခဲ့ရတာဖြစ်ပါတယ်ဇပယ်ပန်းရဲ့တံမိုးကိုမေးကြည့်တော့လေသူကဒီကတ်လက်လေးပေါ်မှာဇပယ်ပန်းအနှင်းငယ်ပါလာတာမှပတ်တထောင်နောက်ပြီးလို့ရှိရင်ဘတ်9000ဘတ်1000ပေါ့သူတို့စူတောင်းထားတဲ့ပုံပေါ်မူဒီပြည့်တဲ့ပုံပေါ်မူဒီကတ်ကြရတယ်လို့အနေနဲ့တော့ထင်ပါတယ် ။ဦးနန်းတို့ကတော့ရွှေခေါင်းလောင်းလေးလှူခဲ့တယ်။ပြီးတော့မှဇပွဲပန်းဖျားကိုလည်းတည်ချာလေးနော်ရှိုးခဲ့တယ်။ဦးနန်းကတော့ဘလိုပဲဆူတောင်းဆူတောင်းတခါမှဆူတောင်းဆူတောင်းမပြည့်ခဲ့တဲ့အတွက်ကြောင့်မို့အဲဆူတော့မတောင်းခဲ့ပါဘူးနော်။ဒါပေမဲ့လည်းဖျားကိုတည်ချာလေးရှိုးခရော့ခဲ့ပါတယ်။ နေလေစာလေးကိုတော့တောင်ပေါ်ဖျားမှာပဲကွေ့တီယိုနဲ့အကင်လေးတွေစားခဲ့လိုက်ပါတယ်။ဆက်လက်ပြီး WordPress Dressy Bag နဂါဖျားကိုသွားခဲ့ပါတယ်။ဟမ်ဒွိုက်စီဘတ်ကဲကျိုးစားပန်းစားနဲ့ဒီအမြင့်ကိုတတ်ပါမယ်။အိုးဒီဟိုမှာဟိုတီရမရောက် ိုးစားပြီးသန်းစားတက်ဘောတွေပန်းတဲ့သဘောကမထားကဲအပေါ်တော့ရောက်လာပါပြီရာသီဥရုနေရလဲမိုးလေးအုပ်ပြီးမပူတဲ့အတွက်ကြောင့်မို့ဖျားဖူးလာတဲ့သူတွေအတွက်ကိုပင်မမှုကိုတတ်တာစီပါတယ်ဒီဖျားမှာတော့ဖျားလာဖူးကြရင် ချင်းမိုင်မြို့တစ်မြို့လုံးရဲ့ရှုခင်းအလှပကိုဒီဖျားအပေါ်စီးကနေမြင်တွေ့ရမှာဖြစ်ပါတယ်။ နှစ်ချုပ်ပေးနေပြီနော်ဒီရှုခင်းနေမြင်တွေ့နေရတဲ့ရင်မြန်ကနေအပေါ်တစ်ထပ်ကိုထပ်တက်ရင်ဇေဒီတွေ့ရမှာဖြစ်ပါတယ် ါကတော့ဦးနိုင်တို့ရေချင်းမန်ကိုရောက်ရောက်ချင်းသွားခဲ့တဲ့၃နေရာဖြစ်ပါတယ်။ရာသီဥရုလေးကလည်းမိုးလေးအုပ်အုပ်လေးဖြစ်တဲ့အကြောင်းမူအဆင်ပြေပါတယ်။ non stop သွားခဲ့တဲ့အတွက်ကြောင့်မို့တော်တော်လေးကိုပြန်မှန်းသွားပြီးအဲ့တော့ hotel ကိုပြန်မယ်။ပြီးရင်တော့အနှိတ်ခမ်းသွားမယ်။ညဘက်ကျလို့ရှိရင်တော့အဲ night market ကလည်းတော်တော် serial လို့ပြောပါတယ်။ဒါကြောင့်မို့ night market လည်းသွားမှာဖြစ်ပါတယ်။ဦးနိုင်ကိုအားပေးနေကြတဲ့အစားအသောက်မှချက်တော်သူများအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဦးနိုင်ဒီနေ့ကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။